မီးရဲ့အမေလိုပဲပေါ့နော်ဟိုဇက်ကားရေရိုက်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်လေကိုရဲ့အမေခမ်းမှာအဲတရုတ်ဆောင်ခရရရဟိုခဏခဏကြုံရရပေါ့နော်အဲ့တော့အမြဲတမ်းအပြစ်မှာတွေးလို့ရှိရင်လည်းအမြဲတမ်းဖေးမှရဲဟိုအရေးကြုံရတဲ့ခါမျိုးတွေအဲ့လိုမျိုးသတိပေးတာမျိုးတွေရှိရဲဟိုစိတ်ခွန်အားပေးတာမျိုးတွေရှိရဲပေါ့ဟိုအပြစ်မှာလဲမာကြီးကအမေလိုပဲခံစားရတယ်ပေါ့ဘာကြောင့်မှန်းတော့မသိဘူးနှွေးထွေးတဲ့ ခံစားချက်မျိုးရရဲ့လို့အလိုမျိုးအာရှိရဲ့ခံစားချက်မျိုးရရဲ့လို့အလိုမျိုးလေးဟုတ်ရှိပါတယ်။ပွဲရတော့ပွဲလေးပြီးတော့မှပဲပုံလေးထပ်တင်ပေးပါမယ်လို့ဟုတ် စိတ်ကူးတိုင်းလိုက်လို့လည်းတော့ပြီးမှမဟုတ်တော့ဘူးပေါ့နော်။ဒါပေမဲ့ loser ဖြစ်တဲ့အခြေအနေဖြစ်နိုင်တဲ့အခြေအနေနဲ့အအကောင်းဆုံးဖြစ်အောင်တော့ season နေရပါပေါ့နော်။ဒီမှာအကောင်းလုံးဘေးကနေလဲဝိုင်းဝန်းမိချက်နေပေးရှေ့ရတဲ့အကိုတွေအမတွေဒီလမ်းကြောင်းကိုရှောက်သွားတဲ့ကိုတွေမတွေကလည်းဝိုင်းမြောက်အအချမ်းချမ်းနေပေးဝိုင်းမြောက်လိုရာလေးဝိုင်းပြောပေးပေါ့နော်။ season ကတော့ခေါင်းမိရတောက်ညာပဲ။ဟိုပွဲတစ်ပွဲ season တာဘယ်လောက်ခက်ခဲလဲဆိုတာခုမှပဲ။ မသိတော့ဘူး။အာအများကြီးဟုတ်ပါဘူး။နည်းနည်းပါပဲ။ဟုတ်ဟုတ်။နည်းနည်းပဲနည်းနည်းပဲတပွဲနှစ်ပွဲပါဟုတ်။ဘယ်ချိန်နဲ့ကဒီလိုမျိုးလေးမြင်ကျင်လည်းတော့မသိဘူး။အရင်ကကိုအတိုင်းဝိုင်းနဲ့ကကိုပဝင်ချင်ရသူဆိုလို့ရှိရင်လည်းအရင်ဝမ်းတာပေးကြတယ်။ပြီးတော့ဟိုအိမ်အောင်ပြုတ်တဲ့အရွယ်တစ်ခုမှအိမ်အောင်ပြုတ်တာဖြစ်တဲ့အတွက်ဝိုင်းမျိုးချီချူပေးကြတယ်။ပြီးတော့ကိုကြောင့်သိတဲ့သူပေါ့နော်။မသိတဲ့သူတွေကိုမပြော။ကိုကြောင့်သိတဲ့သူကြတော့အရင်ဝမ်းတာဆိုဟို ပျော်နေစီရှင်ချတာများလဲဆိုတော့လေအစိတ်ချမ်းသာတဲ့အေးချမ်းချမ်းလေးနဲ့ဒီလိုမျိုးလေးဖြစ်စေရှင်ချတာပေါ့နော်မိဘကလည်းစိတ်ချချင်တာပေါ့အာအဲ့ပထမဆုံးအဲ့ comments လေးရတော့လည်းအရန်ပြော့ပါတယ်အာရှေ့မှာဆိုလို့ရှိရင်လည်းဟိုတမီးရဲ့အမေလိုပဲပေါ့နော်ဟိုဇက်ကားရိုက်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ အမေခန်းမှာအဲ့လိုတေးဥဆောင်ခရရတွေကဟိုခဏခဏကြုံရရပေါ့เนาะအဲ့တော့အမြဲတမ်းအပြစ်မှာတွေးလို့ရှင်လဲအမြဲတမ်းဖေးမရဲကိုရန်အရင်အနေအေးတာပေါ့เนาะအနေအေးရဲ့သူဖြစ်တဲ့အတွက်တခုဆိုရင်မပြောရဲမဆိုရဲဆိုရင် မရနေပြီးတော့အဲ့လိုမျိုးသမီးလားဒီနားမှာနေလေးအဲ့လိုမျိုးဖေးမှပြီးရပြီးတော့တခုအရေးကြောင်လာတဲ့ခါမျိုးတွေအဲ့လိုမျိုးသတိပေးတာမျိုးတွေရှိရဲဟိုစိတ်ခွန်အားပေးတာမျိုးတွေရှိရဲပေါ့အဲဟိုးအရင်တော့ကရိုက်ခဲကားတခုမှလို့အမေနဲ့သမီးနဲ့ရပါတော့เนาะအဲအဲ့မှာဆိုလို့ရှိရင်လည်းဒီကဲဟိုအပြင်မှာလဲမာကြီးကအမေလိုပဲခံစားရတယ်ပေါ့ဘာကြောင့်မှန်းတော့မသိဘူးနှွေးထွေးတဲ့ ခံစားချက်မျိုးရရဲ့လို့အလိုမျိုးအာရှိရဲ့ခံစားချက်မျိုးရရဲ့လို့အလိုမျိုးလေးရော ကြောက်တာပါရှိန်နာရောဘာဖြစ်ဘာရွှေကိုကအမြဲတမ်းကိုကိုကိုအာငါဘာမှမဟုတ်ဘူးငါအစ်တတယောက်ငါအမြဲကြိုးစားရမယ်အဲ့လိုစိတ်နဲ့ပဲစပြီးတော့ဒီအနုပညာလောကရဲ့ဝင်တဲ့ချိန်နေရနေအဲ့လိုစိတ်လေးနဲ့လာခဲ့တာရှောက်ခဲ့အားဆိုဟိုကိုထက်အရန်ဟိုဝါရင်တပါရင်နေနဲ့တွေ့ကြောက်စိတ်ကရှိအားရောနော်အဲအရန်ယူသေးလေးစားတဲ့စိတ်ကိုကိုကိုနှိမ်ချတဲ့စိတ်အဲ့ဒါအမြဲရှိအားဆိုစိတ်ထဲမှာတော့အမြဲတမ်းဟိုအမြဲတမ်းစိတ်ထဲကအမြဲအကြလေးစားနေ င်ရပါဘောပြောတာတောင်းတန်အောင်အဲ့လို comments တွေပါတယ်မန်လေးမရှိရသူဆိုတော့အဲကိုမှအခုစီမှာမှန်ပြတာမျိုးလဲဝမ်းသာပါဟုတ်ဟုတ်